မင်္ဂလာပါရှင်2025ခုနှစ်မေလ20ရက်နေ့ရက်မွန်းတက်12နိုင်ချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုးကေစခန်းကိုနိုင်မိုင်းသာတိုက်ခိုက်ပြီးတဲ့နောက်မှာစခန်းတစ်ခုလုံးပိန်ပိုက်ရရှိလိုက်ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားပြီးလက်နက်ခဲယံအများပြားလဲရရှိလိုက်တယ်လို့ဆိုပါရရှင်။ပဲခူးမြို့နယ်ဇီးတော်ရွာမှာရှိတဲ့ စစ်တပ်ကာကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာလက်နက်၁၄လက်သိမ်းဆီရရှိလိုက်ပါတယ်။ NND အစိုးရကိုစစ်တပ်ကအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တော့လေ။ကာလုံမခေါ်တဲ့အပြင်ဥပဒေနဲ့မညီတဲ့ကိစ္စရပ်များစွာလှုပ်ဆောင်ခဲ့လို့ဒီမိုကရေစီကနှွနှုမုံတိုင်းကထန်ထန်ဖြစ်ခဲ့ရတယ်လို့မေအောင်လိုင်းကပြောပါတယ်။ကြံ့ခိုင်ရေးပါတီဝင်တွေလိုချုံရေးစိုးရိမ်နေရတယ်လို့ပြောရေးဆိုခွင့်ရှိသူဦးလသိန်းကပြောပါတယ်။တန်အောင်ကြီးမှရှိတဲ့ တိုက်ခိုက်ရေးကြောင်း short တိုက်ထုံနဲ့ပြစ်ခတ်ခံလိုက်ရပါတယ်ရှင်။ဒီသတင်းနဲ့နှက်တူဒီကနေ့မွန်တက်7နိုင်ချင်းကြီးနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ခရညူတမဟာကွန်နယ်မြေထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုးကီစခန်းကိုနိုင်ရင်ပိုင်းသာတိုက်ခိုက်ပြီးတဲ့နောက်မှာစခန်းတစ်ခုလုံးကိုသိမ်းပိုက်ရရှိသွားပြီးဖြစ်ကြောင်းကရင်ညူသတင်းရင်းမြစ်ကပြောပါရရှင်။ဂျမန်နေမေ16ရက်နေ့ မွန်တဲ၁၂နာရီဝင်းကျင်အချိန်ကနေစပြီးစစ်ကောင်စီရဲ့မော်ဖိုကီစကန်ကို KNN နဲ့ KMDO နဲ့ပူးပေါင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ကြောင်းအဲဒီနောက်မှာဂျမန်နဲ့ည၈နာရီဝင်းကျင်အချိန်မှာစကန်ကိုချင်းကပ်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းသိရပါဗျ။ခမ်းမန်းကျေစကန်သိမ်းတာကနိုင်ပိုင်းပဲကြားတယ်။ drone နဲ့စပြီးကျဲတာမြေပြင်ကနေဝင်လုံးတာအဲစကန်ကစစ်သားတွေအများစုထွက်ပြေးတယ်လို့သိရတယ်။လက်နက်ခဲယမ်းတွေလည်းရရှိတယ်။ အတိအကျတော့အသေးစိတ်ပတင်းဆောင်နေတော့မယ်စကမ်းရသွားတာကတော့မနေ့ညကလေးကရသွားတာတေချာတယ်လို့ KNU သတင်းရင်းမြစ်ကဆိုပါရရှင်မေ16ရက်နေ့မှာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မေလစစ်စကောင်းကိုတိမ့်ပိုက်ပြည်ရဲ့နှောက်မှာမေ19ရက်နေ့မှာမော်ဖိုကီစစ်စကောင်းကို KNU ကတရက်တည်းအပိတ်တိုက်ခိုက်တိမ့်ပိုက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီမော်ဖိုကေစခန်းတိုက်ပွဲကြောင့်ပြည်သူ240ဦးထိုင်းနိုင်ငံဘတ်ချံကိုစစ်ဘေးတန်းရှောင်ခဲ့ရပြီး ထိုင်းစစ်တပ်ကလည်းနေဆက်မှာလုံခြုံရေးတူးမြင့်ထားပါတယ်။ခရယန်ယူတမဟာခွန်နယ်မြေထိုင်းမြန်မာနယ်ဆက်မှာရှိတဲ့စစ်ကောင်စီတက်စကန်ကိုတောက်လျှောက်ဆိုသလို KNN နေဦးဆောင်တဲ့တော်လန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာမတ်လဧပြီလနဲ့ယခုမေလအတွင်းမှာထိုင်းမြန်မာနယ်ဆက်အနီးမှာစစ်ကောင်စီရဲ့ပူလူတူခလဲဒရီတခေါ်ပီးခီ မော်ဖားသူစကန်တာလက်စကန်မေလမော်ဖိုကေစကန်တွေကိုစက်တိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ် လက်ရှိမှာထိုင်းမြန်မာနယ်စပ်မှာနော်တရမေတော်ဝမော်ယလီ နော်တစုစုပေါင်းစစ်ကောင်စီရဲ့တက်စကန်၄ခုဝင်ကျင်တာရှိတော့ကြောင်းစစ်ကောင်စီတက်စကန်တွေအားလုံးနေပေါ့ကို KNU လက်အောက်သို့ကြားရောက်နေပြီဖြစ်ကြောင်းလည်းသိရပါရရှင်။နောက်ထပ်သတင်းပုံအနေနဲ့ပဲခူးတိုင်းပဲခူးမြို့နယ်ဇီတော့ရွာမှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့ကာကင်းစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာလက်နက်၁၄လက်သိန်းစီရရှိခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မေလ18ရက်နေ့နှစ်နက်နှစ်နာရီခန့်မှာပဲခူးမြို့နယ်ဇီတော်ကျေးရွာမှာရှိတဲ့အကျန်းဖတ်စစ်ကောင်စီတပ်ရဲ့ရှေ့တန်းကာကင်စခန်းကိုအမတ်နှစ်စစ်စင်ရေးနယ်မြေတိုင်းစစ်ဌာနပဲခူးအမတ်3901တပ်ရင်းကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့လိုတိုက်ခိုက်ခဲ့ရမှာအကျန်းဖတ်စစ်တပ်ဘက်မှ G4 တနက်နှစ်လက် G3 တနက်နှစ်လက် G2 တနက်တလက်နဲ့ ် M1 ကာပိုင်တနက်6လက်နဲ့ခရမ်းဆက်ဆက်ပစ္စည်းအတုံးဆောင်တွေကိုတင်စီရရှိခဲ့တယ်လို့လည်းဆိုပါတယ်။အဲဒီတိုက်ခိုက်မှုအပြီးမှာအတံဖက်စစ်ကောင်စီကာကင်းစခန်းတွေကို ရှင်းလင်းဖြတ်စီမှုတွေလှုပ်ဆောင်ခဲ့ကြောင်းလည်းသိရပါတယ်ရှင်။ဆက်လက်ပြီး2015ခုနှစ်မှာအာနာရယူခဲ့တဲ့ NLD အစိုးရကိုစစ်တပ်ကအသက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့ပေမဲ့ကာလုံမခေါ်တဲ့အပြင်ဥပဒေနဲ့မညီတဲ့ကိစ္စရပ်များလှုပ်ဆောင်ခဲ့၍ ဒီမိုကရေစီကနှုတ်နှုတ်မုံတိုင်းကထန်ထန်ဖြစ်ခဲ့ရကြောင်းအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောလိုက်ပါတယ်ရှမန်နေနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာမင်းအောင်လှိုင်ကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။2010ရွေးကောက်ပွဲမှာမဲမတမမှုများဖြစ်ပေါ်ခဲ့ကြောင်းစစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရေးဆွဲဆောင်ရွက်ပေးခဲ့ကြောင်း2010ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးဒီမိုကရေစီပထမအစိုးရတက်တမ်းမှာ အာဏာရပါတီအတွင်သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ကြောင်းအဲ့ဒီအချိန်မှာ NCA တနိုင်ကလုံးအပြည့်ရက်ရစာချုပ်လက်မှတ်ရေးထိုးနိုင်တော့လဲအတိုက်ခံ NLD ပါတီက NCA လက်မှတ်ရေးထိုးခြင်းမပြုရန်လှုံ့ဆော်ကန့်ကွက်ခဲ့ကြောင်းဆိုပါရယ်2015ခုနှစ်ဒီမိုကရေစီဒုတိယအစိုးရတက်တန်း NLD အစိုးရမှာစစ်တပ်အနေနဲ့အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းအဆိုပါအစိုးရတက်တန်းကာလမှာ နိုင်ငံတော်အတွက်အရေးကြီးတဲ့ကာလများမှာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံအစည်းအဝေးလုံးဝပြုလုပ်ခြင်းမရှိကြောင်းအလားတူပဲဥပဒေနဲ့မညီတဲ့ပြဋ္ဌာန်းချက်များအားအတည်ပြုပြီးတော့ဥပဒေနဲ့မညီညွတ်တဲ့ကိစ္စရပ်များစွာကိုလှုပ်ဆောင်ခဲ့တာတွေ့ရကြောင်းမေအောင်နိုင်ကဆိုပါတယ်။ NLD အစိုးရတက်တန်းကာလမှာငြိမ်းချမ်းရေးညှိလာခံကို27ရာစုပင်လုံးအဖြစ်အမည်ပြောင်းလဲနိုင်ရေးဆောင်ရွက်ခဲ့ကြောင်းတမိုင်းကြောင်းအရအခက်ခဲများရှိလာနိုင်သဖြင့် တတိပေးမှုများဆောင်ရွက်ခဲ့ကြောင်းစစ်တပ်ကပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုဖော်ဆောင်ပေးခဲ့ကြောင်းမိမိတို့နိုင်ငံရဲ့ပြတ်တန်ခဲ့ရတဲ့တမိုင်းချောင်းအရာဘူမူကြီးဟောင်းတင်မောင်ရေးသားတဲ့တိုင်းပြည်ကနှုနှုမုံတိုင်းကထထန်းဆိုတဲ့အတိုင်းအဲ့ဒီအချိန်ကဒီမိုကရေစီကနှုနှုမုံတိုင်းကထထန်းဖြစ်ခဲ့ရတဲ့ကာလဖြစ်ကြောင်းမေအောင်လိုင်းကဆက်ပြောပါတယ် စစ်တပ်အနေနဲ့ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်တော့လဲ2010ပြည်နှစ်2015ခုနှစ်2020ပြည်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများမှာယာနှုံးပြစ်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသလိုဖာစာပါလာခင်မှာလည်းအခက်အခဲများကြားမှဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းရွေးကောက်ပွဲကျင်းပရန်အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်နိုင်ခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဋ္ဌာန်းထားကြောင်းမင်းအောင်လှိုင်ကပြောဆိုထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကြံ့ခိုင်ရေးပါတီလို့ခေါ်တဲ့ပြောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အနေနဲ့ခေါင်းဆောင်ဘိုင်းကားဆလို့ပါတီဝင်တွေအထိမလုံမကြုံဖြစ်နေရတယ်လို့ပါတီပြောရေးဆိုခွင့်ရှိသူဦးလာသိန်းကပြောပါတယ်။ကြံ့ခိုင်ရေးပါတီရဲ့လူမှုကွန်ရက်ကနေတစဉ်မေ18ရက်နေ့မှာထုတ်ပြန်တဲ့ရုပ်သံအင်တာဗျူးထဲမှာပါတီဥက္ကဋ္ဌဦးခင်ကြီးကဆလို့အခြားပါတီထိပ်ပိုင်းခေါင်းဆောင်တွေအနေနဲ့ လက်ရှိခရီးသွားလာနေရာမှာတူတူတက်တိတ်သွားလာနေရတယ်လို့ထည့်သွင်းပြောဆိုထားတာလည်းဖြစ်ပါတယ်။အာနာသိမ့်ပြဲနောက်ပိုင်းကြောက်ခိုင်ရေးပါတီဝင်တွေတက်ဖြတ်ခံရမှုတေဆုံးသူ3000ကျော်ရှိနေပြီဖြစ်တာကြောင့်နေပြည်တော်မှာရှိတဲ့ပါတီဌာနချုပ်တွေမှာပါတီဝင်တွေကိုဒုက္ခသည်စခန်းဖွင့်လှစ်ဆောက်ရှောက်ထားရတယ်လို့ပါတီတာဝန်ရှိသူတွေကထုတ်ပြောထားပါရဲ့ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်နောင်တပ်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတင်တန်းကြောင့်ကိုယနေ့2နာရီမိနစ်20မှာတရားခွန်မမရှော့တိုက်ဒရုန်း၅လုံးနဲ့ပစ်ခတ်ခဲ့တဲ့အနက်လေးလုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း Brave Warrior for Myanmar BWM ကတာဝန်ရှိသူတို့ကပြောပါတယ်။ဘရင်အောင်တိုက်ခိုက်ရေးအကြောင်းမှာတက်ရင်တက်ဖွဲ့အသီးသီးကိုဥဆောင်နေကြတဲ့တက်စုမှုတက်ခွဲမှုတက်ရင်မှုတင်တန်းများပေးနေပြီးစစ်ကောင်စီရန်တရမှာ အမိတ်ပေးကုတ်ကဲနေတဲ့စစ်တပ်အရာရှိများကို ပြည်သူများကိုစားတံပြန်တိုက်ခိုက်ရန်ရည်ရွယ်ခဲ့၍မဟာမိတ်များနဲ့ BWM Machine 38ကိုပေါ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းအဲ့လိုတိုက်ခိုက်မှုကြောင့်ကြီးကြီးတည်ဆုံမှုရှိမရှိကိုစုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်ဂျမန်နဲ့အညာပိုင်းကလည်းဘကိုတိုင်းတောင်ကူလေတက်စကမှာတရားဖွင်မှမှရှော့တိုက်တုံး7လုံးပြစ်ခတ်ခဲ့ရမှာ7လုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ပြီးလေတက်ဒူးပိုမှုကြီးအဆင့်9ဦး ပိုကြီးအဆင့်2ဦးအခြားစစ်တီအဆင့်6ဦးသေဆုံးခဲ့တယ်လို့ဒဏ်ရာရရှိသူ12ဦးရှိကြောင်းလည်းယနေ့နှစ်နှစ်မှာထုတ်ပြန်ထားပါတယ်။လေတပ်ဝင်အတွင်မှာ drone ကြပြီးတော့ drone ကိုတောင်မီလောင်ခြင်း jet fighter နှစ်စီးနဲ့ yh တစီးပျက်စီးခြင်းတပ်ယူပို့ဆောင်ရေးယင်တချို့နားနေဆောင်တို့ပါပျက်စီးခဲ့ကြောင်းအဲ့ဒီတိခိုက်သေဆုံးစရင်ကိုစိတ်ချယုံကြည်ရတဲ့အတင်းအရင်မြစ်ကနေစုံစမ်းထားကြောင်း PWM ကဆိုပါတယ် PWM က်ဖွဲ့ဝင်တအူးကတင်ဆောင်တန်ရာရသူတွေကိုဖယဲသီးတွေရဲ့တခြားသောဆက်ဆက်သူတွေစီကပြန်ကြရတာပါတောင်ငူလေတက်ကတန်ရာရတဲ့သူတွေကိုအမှတ်တုံးစစ်မြေပြင်စစ်တပ်ရင်ကိုပို့ထားတယ်လို့သိရတယ်လို့ပြောပါတယ်ရှင်စစ်ကောင်စီလေတက်အနေနဲ့မြေပြင်မှာစစ်ရှုံးလာတဲ့အတွက်တော်လရဲနယ်မြေတွေအတွင်မှာလေချောင်းအားကိုးပြီးတော့တိုက်ခိုက်နေုံသာမကတပည့်ရင်းမျိုးနဲ့ဥရိန်ညွန်ရစာတင်ချောင်းမှာရှိတဲ့ចောင်းသားចောင်းသူဆရာဆရာမတွေကို တပ်ဖြတ်ကဆရာဆွေးမှုကျူးလွန်နေတာကြောင့်စစ်ကောင်စီတောက်တိုင်လေတပ်ကို PWM နဲ့မဟာမိတ်အဖွဲ့တွေက machine 37အဖြစ်ပေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်းဆိုပါရရှင်ဒီကနေ့မွန်တဲ့၁၂နာရီချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်